လိုဝင်ပါပေါ့နော်ကျွန်တော်ခံကောမှာခါကဥလာလို့တော့ခံကောရဲ့ထစ်ကမြို့ထိတ်မှာပြပုံတော့ဆိုအဲ့မှာစုပေါင်းဂိတ်ရှိအဲ့စုပေါင်းဂိတ်ကအဲသူကထောက်လန်းရဦးဆောင်ပြီးတော့ဖွင့်တယ်ไอ้ท่อล้างยีเกิกมาตัว10นิดสิเนี่ยบ้ามาไม่มีบ้าอยู่ประสาอยู่นี่หลอนอ่ะอสงปาเยแล้วปาได้ปาลาวะก็เลยปาได้ปาญาบ่สรุป ျွန်တော်မင်းတို့ဘာမှမမိဆိုရင်တို့ဒီ gate ပိတ်ရကွာဆိုကျွန်တော်ကဲကိုပိတ်ရမိရှုပ်လိုက်အဲ့ဒါကိုတို့ကတိုင်းကိုလမ်းတိုင်းတိုင်းကတာတက်ကတွေ့မှာကျွန်တော်ပုံစံဟိအောင်လှဆွေးမင်းပါလို့ကျွန်တော်ဘာမှမလုပ်ပါဘူးသူမိထလိုက်ကီမိနဲ့ရှုပ်လိုက်တယ်ဆိုတယ်ဟုတ်ကဲ့လို့အဲ့ဒီ gate ကြီးက10နှစ်ကြာပြီဖွင့်တာဘာမှမမိဘူးလို့အပြည်သူလူဒုက္ခရောက်တာပဲရှိတယ်လို့တကယ်လို့အကိုကြီးတို့အဲ့ဒါဖွင့်ဆိုလို့ရှိရင် first throw လိုက်လို့ကျွန်တော်ဖွင့်မယ်ကျွန်တော်ဖွင့်တာတော့မဟုတ်တိုင်းအောင်ဖွင့်ခိုင်းလို့ဖွင့်တာဆိုကျွန်တော်ဖွင့်မှာ ကျွန်တော်တော့မဖွင့်ဘူးလို့ဒါမလို့အခုပြောရဲ့အဲ့ဒါအဲ့ဒီမရှိတော့အဲ့ဒီခုကျွန်တော်တို့တီရင်းမှာလက်နက်တွေရော drone တွေရော short တိုက်တုံးဆိုအကြီးကြီးပြအဲ့ဒါတွေကဘယ်လမ်းလာဒီဂိတ်တရနေဖြတ်လာပြအဲ့ဂိတ်တရနေမတမာတဲ့ဝန်ထမ်းအကျင့်ပြက်တရဒါ X-ray ဆိုလဲ X-ray ကိုပတ်စံပြီးဖြတ်တယ်လို့ကျွန်တော်ကြားတယ် ဆိုတော့အဲ့ဓာဒီကကျွန်တော်ပြည်တွင်းရောက်လာရင်ကျွန်တော်တို့ဒုက္ခပေးတာပဲဒါတွေနဲ့ပြစ်တယ်ခတ်တယ်လက်နဲ့တွေဆိုလဲမြောအားကြီးဗျာကြီးဟာနဲ့ချီပြီးရောက်တယ်ကြီးစားနေကိုဟာထောင်းတောင်းချီဟလာ short တိုက်တို့ drone တွေလည်းရောက်ဒလက်6ခုပါတယ် drone တွေရောဒလက်4ခုပါအဲ့ဓာဒီအကုန်လုံးကခင်ဗျဟိုကအမေရိကန်လေးပြန်တဲ့ချပြီးတာမဟုတ်ဘူးအောက်ကလာတာဒီကားလားပဲလာတာရင်ငုတ်သိမောင်းနဲ့လည်းမလာဘူးအဲ့ဂိတ်တွေကိုတိချာကြက်မှတ်ဖို့လိုတယ်ကျွန်တော်ကတော့ အတုံးကြတဲ့ဂိတ်ဆိုအဲ့ဒီဂိတ်ဖြုတ်မိရှုပ်ပြတာအတုံးကြအောင်တိချဆောင်တိချဆောင်လို့ဒါမှလာနေဒီမှာသူတို့ရဲ့ LOC တို့ခေါ်တဲ့ line of communication ဟို supporting နေထောက်ပံ့ရေးပြတ်တောက်သွားမှဒီကောင်နေနေကုန်းချုပ်မှာကျွန်တော်အဲ့လိုမြင်တယ်အဲ့ဒီလာပြောတာလေးစားပါတယ်လူများအလုံးအလုံးလဲတို့တွေလဲဒီရက်ထက်ကတော့ မင်္ဂလာရှိတဲ့တဲ့နေကောင်းတဲ့စကားစကားတွေကြားနေရမှာပေါ့ဗျာနော်ကြားနေရပါဘူးဒီကောက်ဝဲကြီးကလည်းမကြခင်မှာစပါတော့ဗျာနော်စရလာပိုင်းကိုစတလာပိုင်းကောင်းတော့မယ်စရလာပိုင်းဆိုလို့28ရယ်ဆိုလဲရွေးကောက်ဝဲကစတော့အဲ့တော့ဦးဇင်းတို့ရွေးကောက်ဝဲနဲ့ပတ်သက်ပြီး လူရွေးမမားကိုလည်းဒီလိုများအားလုံးကိုဦးဇင်းတို့ဒါပြောခဲ့တယ်ချပြခဲ့တယ်ပေါ့နော်လူရွေးမမားဆိုလို့ရေကောက်ပွဲပါလူရွေးမားလို့ရှိရဲ့လူဟာဒုက္ခရောက်တာပေါ့ကတိုင်းပြည်ပါဒုက္ခရောက်တယ်တိုင်းပြည်ပါဒုက္ခရောက်တယ်အဲ့တော့လူရွေးမှန်မှုအတွက်ကိုဦးဇင်းတို့လည်းပြောတယ်ပြောလိုက်တဲ့စကားစကားတွေပြောခဲ့ပါတယ်ဗျနော်ပြောတယ်ပြောလိုက်တဲ့စကားတွေအားလုံးပြောခဲ့ပါတယ်အိမ်တိုင်းမှာ အိန္ဒဥစည်းရအဓိကဆိုတာကမှန်တဲ့စကားပါဗျာနော်အိန္ဒဥစည်းမှာအသုံးမကျဘူးဆိုလို့ရှိရင်စီဝါတို့တက်ဖို့ဒါတမီတွေကိုလွှမ်းမိုးဖို့ဆိုတော့မလွယ်ဘူးမလွယ်ဘူးနော်အိန္ဒဥစည်းရဲ့စီမံခန့်ခွဲမှုကောင်းမှသားလေးရဲ့နော်အိမ်တော်ဦးစည်းကကောင်းမြတ်တော့လေနောက်ကလူနောက်ကလူကထိမ့်သိမ်းမှုကောင်းမှသားလေ ဲ့ဒီအရာကြီးွားတုတ်တက်ပါပဲကြီးွားတုတ်တက်ပါပဲအိန္ဒဥစည်းရရှာပေးတယ်ဘာညာနောက်ကသုံးမကြဘူးဆိုရင်လည်းစင်မပြေဘူးအဲ့တော့အိန္ဒဥစည်းလည်းကောင်းတယ်နောက်ကစီမံခန့်ခွဲမှုကလည်းကောင်းတယ်ဟိနေရလည်းကောင်းတဲ့ဥပမာပြောတာပေါ့ဗျာနော်အစိုးနော်ဥစဉ်တို့ရွေးချယ်ပေးထားတဲ့တွေ့ပါလေရဲ့နဲ့ကျွန်တော်တို့ကဟုတ်လား မရွေးဘူးမရွေးချယ်ဘူးမပေးဘူးဆိုရင်တော့ကိုတိုင်နဲ့ကိုကန်လိုပဲပြန်ပြောရမယ်ကိစိုက်နေပါပြီဗျเนาะပြန်ပြောရမယ်ကိစိုက်နေပါတာဦးစင်းတို့ကတခါလေလေခင်ဗျားတို့အားမလို့အားမရတာရှိကြပါပဲเนาะအား2021 2022တော့တို့ပဲရောက်နေတယ်မအားလို့နေရတော့ပြောကြလိုက် လှုပ်ချင်နိုင်လို့လို့မရလှုပ်ချင်နိုင်လို့လို့မရသူတို့မှလည်းစိတ်ရှိတာပဲလေအော်သူတို့ပါတီကလူတွေသူတို့ပါတီကဟာတွေဘလို့ဖြစ်နေရလို့ဖြစ်နေငါတို့လှုပ်ချင်တာပေါ့နော်လှုပ်ချင်တာပေါ့ကူညီချင်တာပေါ့ကူညီတိုင်းကူညီချင်လို့မရဘူးလှုပ်ချင်တိုင်းလှုပ်ချင်လို့မရဘူးဘာလို့မရတာသူအမောင်ထဲမှာနေတာမဟုတ်တဲ့အလင်းထဲမှာနေတာဥပဒေမရှိတဲ့နေရာမှာနေတာမဟုတ်လေ ဥပဒေပုံထဲမှာနေတာအဲ့တော့အရာအလုံးတစ်ခါလေဥပဒေနဲ့လောက်ရတယ်လုံးတဲ့လုံးထိုက်တဲ့အရာတွေလည်းသူတို့တွေလောက်ကြပါတယ်လောက်ကြပါတယ်နော်လောက်ကြပါတယ်ဒါလေးကိုလည်းကြံခိုင်ထောက်ခံတဲ့သူပေါ့ဗျာနောက်ဆုံးဘုန်းလေးလေးပြောတာတီးဟုလို့တယ်လို့ဦးစင်းတော်ကတော့ပြောချင်ပါတယ်နော်ပြောချင်ပါတယ်အဲ့တော့အဖက်ဖက်မှာပြည်စုံတဲ့ဘုโจဟောင်းကြီးလည်းပါတယ်ဘုโจရင်းကြီးလည်းပါတယ်တန်ခိုင်ရင်မှာတော့ဒါတွစ်တက်လောင်းထားတဲ့သူတွေလည်းပါတယ်နော် အတော့ပြည်သူများအနေနဲ့စစ်မှန်တဲ့အရာကိုရွေးချယ်ဖို့အတွက်ကိုဦးဇင်းတော်ကတောပြခြင်းဖြစ်ပါတယ်ဗျာနော်ဦးဇင်းတော်အခုလို့ပြောဦးဇင်းတော်အမှန်လဲလုံမှာမဟုတ်ဘူးနေရာတနေရာလဲလုံမှာမဟုတ်ဘူးတန်ခါနိုင်ကလည်းလုံမှာမဟုတ်ဘူးလက်ကြီးလဲလုံမှာမဟုတ်ဘူးဦးဇင်းတော်ကနော်ပြည်သူကိုကောင်းစားစေချင်လို့ပြည်သူကိုတိုးတက်စေချင်လို့နော်ပြည်သူအတွက်ကိုဦးဇင်းတော်ကကြောပြနေခြင်းဖြစ်ပါတယ်ဗျာနော်အနာပတ်တဲ့ပြည်ညာဦးဇင်းတော်အကူကြီးတစ်ခုတောင်းပါတယ်ဗျာအခုနာမည်ကြီးနေတဲ့ဆွေတော်ဘုရား မြင့်ငယ်စခန်းဆိုတာကတော့နာမည်ကြီးပါပဲဦးစင်းကစခန်းလေးနဲ့ပတ်သက်ပြီးမပြောတာလဲတော်တော်ကြာပါပြီကြာပါပြီနော်ဒါတော့လူကြီးမင်းနေတိအောင်ပြောပြပါခင်ဗျာတဲ့နော်အဲ့တော့ဦးစင်းအတိုင်းကိုလည်းစာလေးတော့ပို့ထားပါလေမြင့်ငယ်စခန်းမှာအကုန်လုံးကောင်းပါတယ်တဲ့အဲ့ဒီလူတိအောင်ထဲတော်တော်ဆိုးပါတယ်တဲ့နော်သူရဲ့ပို့ထားတဲ့စာတိုင်းပဲဦးစင်းကဖတ်ပြမှာပါဗျာနော်ဦးစင်းအဖို့လိုလည်းမပြောပါဘူးနော်မြင့်ငယ်စကန်းနဲ့ရဲတက်ကြက်ထက်နောင်ဝင်းမှလူမပြီးရိုက်တာပါတဲ့ မန်လေးဆိုတော့ဘုရားကြီးအားသီတော့သီတင်အောင်သီတင်အောင်ပဲလူကြီးများမှကျင်းပတော့ပွဲအားလူငယ်တဘောကပွဲသွားရရဲတက်ချက်ထက်နောင်မှလူမပြီးဆိုင်ကအားသားပြီးဒူးထောက်ခိုင်းပြီးပါးတွေအတွင်းရိုက်တာပါဗျာတာဝန်ရလှုပ်တာပြောတဲ့မနာရန်ရိုက်တယ်ဗျာတဲ့အရာရှိတဦးမှလာ၍သူတပီမာတာကိုတောင်းပန်ပြီးပြန်လွတ်ခဲ့ပါတယ်ဗျာတဲ့ဘာမှရှင်းပြကိုမပေးပဲရိုက်တာပါဗျာတဲ့လူကြီးများကပြည်သူလူထုအားတဲ့ ကွဲလုတ်ပေးတာကိုကွဲမလာရအောင်လုပ်နေတယ်လို့ဖြစ်နေပါတယ်ခင်ဗျာတဲ့ဒါကဥစဉ်ကပြောချင်တာကတော့ဒါမှန်းနဲ့အဲ့ဒီကအကြောင်းလဲဥစဉ်တော့ခဏခဏကြားတယ်မြင်ငယ်မှာစကမ်းမှုပြောင်းသွားပြီးကြတဲ့ကကြံတဲ့စကလိုက်ရှိရောက်နေတဲ့စကမ်းမှုလဲတော်တော်ကြီးကောင်းတယ်လို့ဥစဉ်တော့ကြားရတယ်ဒါကြံတဲ့စရဲတွေရောနယ်ရင်းတွေရောအဆင်ပြေတယ်လို့ပြောကြားရတယ်ဒီစောစောကပြောတဲ့တကားတော့ဒါနမဲစိုးထွက်တယ်ပေါ့ဗျာဖြစ်လိုက်ပြီဆိုရိုက်ပြီးထုပြီးထောင်းပြီးပေါ့နော် အဲ့တော့ပွဲလာတဲ့ကလေးတယောက်ကိုမမေးမမြန်းမဲနဲ့လှည့်ရိုက်တယ်အဲ့မှာသခမ်းမှုကဆိုလာတော့ဒါရောက်ပြီးမှသူ့တပည့်ပါတဲ့အကြောင်းတောင်းမှန်တယ်တောင်းမှန်သခမ်းမှုတောင်းမှန်တာကိုသူကတိတ်ပြီးကြိုက်ဖို့မကြပါဘူးဗျာနော်အဲ့သူ့တပည့်ကနော်သူရိုက်တာပါဖြစ်လဲပါညာဘောဗျာဒါဝင်ရဒါဝင်ရအပြစ်ရှိလဲအပြစ်ရှိတယ်လို့အရေးယူပေါ့ဗျာအခုကတောင်းပြီးမှလူမတဲ့ဆိုပြီးမှဘာကြောင့်ဒီကလေးတွေလဲသခမ်းကိုကူညီတာတွေအများကြီးရှိပါတယ်တဲ့သခမ်းကိုကူညီတာသခမ်းလိုအပ်တာတွေ ကျလိုအပ်ဆိုတာဒီပေါ်မလုပ်မလဲညာလုပ်မလဲကြောင်းထဲမှာလူလူရဲ့ဇခိုင်းထဲမှာတခုလောက်ချင်တာလေးပြီးပေါ့ဗျာနော်ဒီအကြီးရလာတော့မဲအောင်လုံးတမားလေးလာပါလေလာတော့မတူးဘူးပေါ့ဗျာနော်လူမပြည့်တဲ့ဒါလေးလဲဒါစီဗီဒီလဲဒါတိအောင်ဦးစင်းတော့ဒါအတိပါကြီးဖြစ်ပါလေဗျာနော်ဒါသာတမီမကောင်းနင်တော့မိဘကောင်းပေါ့ဗျာဒဂါကြီးတို့ဒါခေါ်ယူဆုံးမတင်တယ်မင်းဒါဘုနောက်ခါမလုပ်တင်ဘူးဒီလိုဘူးလူကြီးတွေကျင်းပါနေတယ်ပွဲဒီမှာတော့ပွဲစီစီကားကားကြီးဖြစ်နေတယ် ဟုတ်လားကိုယ်တကယ်ဆွဲတော်ဖရဲမှာဒါဥသေတော်အဲ့လောက်ဆွဲတော်ဖရဲမှာလည်းတိတ်တိတ်လိုပဲစီးနေပါဗျာနော်မန္တလေးတစ်ပိုင်းမှာအခုဆိုလို့ရှိရင်ပွဲတွေတကယ်လုတ်တယ်ပွဲတွေလုတ်တယ်တလောကတနုပ်ပဲမှာအစုပွဲလုတ်တယ်ဒါမန္တလေးဖိုးချစ်တို့ဘာလို့ဗျာမန္တလေးတန်တာမြေကြီးဝန်းတော်အောင်တော့ကိုယ်လုတ်တော်ဝလုတ်တော့အော်တိတ်တိတ်လိုစီးကြတာပဲဗျာနော်ပြည်သူတွေအေးကြိုက်ငြိမ်းကြိုက်နေတာတပ်မတော်ရဲ့အရေးအောက်မှာနေတဲ့အခါကြတော့နော်ငြိမ်းချမ်းအေးကြိုက်မြင်ရတကယ်ပီတိဖြစ်ပါတယ်ဆိုတော့ဗျာမှာလဲဥစဉ်တော့မရောက်တော့တော့ဒီတပုံနေတက်လာတဲ့ခါမှာစူစီကားကားကြိတ်ကြိတ်တို့တို့နဲ့ဒါ လူကြီးတွေရဲ့စီမံမှုတွေလူကြီးတွေရဲ့ဒါလုံခြုံမှုပေးမှုတွေနဲ့ဒါကြိတ်ကြိတ်တို့စီရတဲ့တော့ပြည်သူတွေဒီလိုဝမ်းမြောက်ပြည်သူတွေဒီလိုမပျော်ရတာကြာပြီဗျာနော်ပြည်သူတွေဖျားဝဲတွေမလုံးရတာကြာပြီဟန်တာကတော်တွေလည်းဖျားဝဲတွေမဲမရတာကြာပြီနော်အဲ့တော့မြင်ရတာဖြစ်ကြည့်ဖြစ်ပါလေဗျာနောက်ဒီလိုမဖြစ်အောင်ဒါလူကြီးတွေတီအောင်ဦးစင်းတော့ကတော့မုံတရားနဲ့ပြောပြခြင်းမဟုတ်ပါဘူးဒေတာနဲ့ပြောပြခြင်းဖြစ်ပါလေဗျာနော်အဲ့တော့မြင့်ငယ်စကားမှုကြီးလည်းနုနယ်မှာနော်အမရဘုရားနုနယ်မှုနဲ့တော့ ဒါဒါခေါ်ယူပြီးမှဟုတ်ဒါပြောလို့ရပါတယ်ဥစဉ်တို့ဒါလေးတွေတော့တိုက်ရင်လည်းပို့ထားပါလိမ့်ဗျာနော်ဒါဥစဉ်တို့လည်းဒါပိုလစ်တွေပြောရပေါ့ကူတော့ကြောက်လို့မပြောရဘူးလားပေါ့ကူတော့တပြောတော့ဒီလိုအားကိုလို့ပါညာဆိုပြီးမှဗျာနော်အဲ့တော့အမှန်တရားလေးဥစဉ်တို့ကချကြကြီးဖြစ်ပါလိမ့်ဗျာနော်ကဲအားလုံးဒါပါပဲဗျာ2022ရဲ့7လ2025နော်အာဒီဒီစလို့ကျဘိုင်းသီးရှိတဲ့တဲ့အကြောင်းအရာလေးတွေကို share ရင်းမျှဝေပြီးမှအစီအစဉ်ဖြစ်တယ်အဲ့တော့ဘိုင်းစာပြီးပြောမယ်เนาะ မိုးကုတ်မှာဆိုလို့ရှိရင်ပလောင်နေကအာဒါ PDF တွေကိုကောင်းကောင်းနှိပ်ကွနေပြီကောင်းကောင်းနှိပ်ကွနေပြီပြီးတော့ PDF တွေမှာလည်းပဲဒီ NUG ဖွဲ့တွေမှာလည်းပဲသူကငွေကြီးကလိငယ်ချစ်ပြီးအများကြီးပေါ်လာပြီနော်အဲ့ဒီ NUG PDF မှာဆိုမုံတိုင်းလို့နိုင်ကြီးလို့ဒါဒီကောင်းဒီဆိုရင်ဒါဖန်နဲနော်မငွေကြီးဆိုလို့ကျရင်တိမ်းမောင်းတော့မှမရေတွက်နိုင်ဒီကောင်းကြီးရဲ့ဟိုပတ်စံရသွားတဲ့ဟာနော်ဟောကောင်ဘယ်လိုလဲ အဲအလွယ်ဆုံးသားပေါ့ဒီစီရေးဌာနအကြီးမူတဲ့ဒီကောင်မုံတိုင်းသူတို့ဒီစစ်တိုက်တဲ့နေရာမှာဌာနကြီးကိုမုံတိုင်းပေါ့ဒီကောင်နဲ့စိုးသူအားစော်လို့ဘာတော့နိုင်ကမှာဒေတာဆန်းတို့ကနိုင်ကမှာဒါဒီကောင်တွေဆွဲမှတ်သွားတယ်ဆိုတော့ကျွန်တော်ကြားသိရတာရှိတယ်နောက်တစ်ခါကျဗန္နာရှာဝေတဲ့အဲဌာနအကြီးမူပေါ့ဗျာနိုင်ကြီးပေါ့အဲဒါတည်းမန္တလေး PDF ဒီထဲမှာဖြစ်နေတဲ့ပြဿနာဟိုဘက်ကသူတိုက်ဖို့မဟုတ်သေးဘူးတိုက်ဖို့မစင်စမ်းတော့အဲမှာရရှိတဲ့ငွေကြေးတဲ့တိမ်ပေါင်းဘလောက်တောင်မှမရည်တွန်းနိုင်တဲ့နန်းနန်းတော့ဟာမဟုတ်ဘူးအဲကောင်လေးလည်းပြန်မလို့တခါလည်းဖြောင်းလိုက်တာ တာလိုက်တော့ဆွဲပြီးတော့ဒီကောင်လေးကိုဆွဲစီလိုက်တယ်လို့ကြားတယ်အဲ့တော့မကုတ်ဘက်မှာလည်းပဲဒီကောင်လေးကတရားစတောက်ကိုလိုချင်နေတော့မဖယ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တယ်မဖယ်တော့ဘလို့လောင်လဲဆိုတာကိုပဲအဲတောင်းတော်ရဲ့အဲလှုပ်ဆောင်ချက်ပြတ်သားလားမပြတ်သားလားဆိုတာပဲကျွန်တော်တို့ကြည့်ရမယ်ပြတ်သားရင်ပြည်သူတွေပြောမယ်ပေါ့မပြတ်သားရင်တော့လည်းဒီတိုင်းပဲပြန်နေဦးပေါ့ဒါပဲရှိတာနော်အဲ့တော့ကျွန်တော်တို့အာတဲ့ဟိုအကြမ်းဖက်တွေဆိုတော့ကျွန်တော်တို့ကရှင်းနေတာကိုကြိုက်တယ် အဲ့မှာလည်းဒီမှာလည်းပြဿနာမှာအနီးဦးကြီးမှာတို့ဝင်တိကျုံရုံးမှာချီအမအမြဲတမ်းအတုံးဝင်နေကြီးပြာမှာခုနကတော့ကြီးပြာပေါ့ကသူကြီးပြာမှာပေါ့အဲသူဆိုလို့ရသူ့ရောက်ကြညီညီမဲပေါ့သူကလည်းစီမံရေးကညွန်ကျုပ်ပေါ့အဲ့မှာလည်းဝေချက်ဘီလန်နဲ့ချီပြီးတော့တို့ကလည်းအလူဝေတွေပေါ့ဗျာဒါတို့တို့အနူးကြီးဝင်တိကျုံရုံးရတဲ့အမြဲတမ်းအတုံးဝင်ကြီးပြာမှာနော်ကြီးပြာမှာအမြဲတမ်းအတုံးဝင်နောက်တစ်ခါကျတော့စီမံခန့်ခွဲညွန်ကျုပ်ညီညီမဲကဒီငွေချက်ဘီလန်နဲ့ချီပြီးတော့များတယ်ပေါ့ဗျာဒါအောင်အလွဲသုံးစားလုပ်တယ်ပေါ့နော် အိုင်းတဲ့သူတို့မှအပေါ်မှာပြန်တာတဲ့အကုန်လုံးကတော့ဟိုလိန်ဒီကောက်ဟိုဘက်ဒီညံ့နေပဲကောင်းပါတယ်အဲ့ဒါတချို့ကြတော့လဲဒါပေးကန်ကျွေးဝဲတဲ့လူတိုင်းကြတာပေါ့နော်ကတော့လည်းတော့လည်းဆိုအဲ့တော့ဒီအကုန်ချမ်းသာပါနဲ့အဲဒါမှ PDF ကောင်လေးတွေငှက်ပြက်ချင်းကြိုက်ခံထမင်းတို့ဟင်းတို့စားအတုကားတွေရောက်တော့ဘသူမှမပေးအောက်ကမလည်းလာမတိုက်လဲဒီကောင်တင်ကတပ်ပြန်ပါပဲအဲ့တော့တယောက်ဗနေအောင်အသေးဆွဲခေါ်တာအဲ့လိုနဲ့ပဲထမင်းကျွေးနဲ့ပဲဒီကောင်တွေကာကွယ်ပေးရလို့ပြန် နောက်ဆုံးအဲ့တော့ခင်ဗျားတို့သိရှိတဲ့ဆိုတဲ့တော်လိုင်းရင်းမဟုတ်ဘူးအဲ့ဒါဓမြတိကြီးကခင်ဗျားတို့ထောက်ပံ့နေတာစက်ထောက်ပံ့ဒါပဲပြောပြမယ်မကြခင်မှာဒါကျွန်တော်ဒီနေ့20နှစ်ရဲ့ဆိုတော့တိတ်အဲ30ရဲ့ဆိုတော့တိတ်မလို့တော့ပါဘူးကျွန်တော်ရက်တက်ပါတပတ်ပါတပတ်ပါတပတ်တည်းမှာဘာသာတွေကြားမှာလဲပေါ့ PDF တွေတော့ပါယူရခေါ်ရိုက်တယ်လို့တော့ကြားနေတာပဲကျွန်တော်ကြားသေးတာတဲ့မှာအဲ့မှာဒီကဘောလုံးဝင်နေပါညာခေါ်ပြီးတော့တခါလဲလက်နဲ့ချကြမချရင်တော့မလို့အဲဘလို့ကြိတ်မလဲဆိုတာပလောင်းနဲ့အကြံဉာဏ်ကြီးတာရှိတယ်အဲ့တော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်အနေထားဖြစ်တယ် နောက်ဦးကျွန်တော်တို့ဒီတိုင်းဆိုဘကုန်းတိုင်းမှာမှာဆိုဒီအုတ်တင်းမြို့နယ်မှာရှိတဲ့ဒီပြည်သောကြောင့်ကို drone နဲ့ဘယ်သူရှင်းနေနိုင်တော့လဲအဲဒီမှာအကြာဘက်တွေတော်တော်တည်တည်ပုံတော်ကိုကျွန်တော်တို့ကြားသိရတာရှိတယ်။နောက်တစ်ခါဒီဖားသောဘက်ကိုဆက်ပြောမယ်ဆိုမော်ကြီးဒေတာပေါ့။အဲတမတော်ဘေးထုတာလေးတွေပဲကျွန်တော်ရှင်းပြီးတော့ပြောပြပါအောင်မယ်နော်။အဲဒီဖားသောဒေတာမှာဒီမော်ကြီးဒေတာပြောမှာမော်ကြီးဒေတာမှာခဲလုံးွက်တွေရှိတယ်။အဲဒီမှာတရားစာရတွေအကုန်လုံးမှတ်ထား။တရားစာရလောက်တဲ့ကွာမှာအကြာဘက်ကြီးပဲ။ကျန်တဲ့လူဘလူးမှမရှိဘူး။အကြာဘက်တွေကြီးကအကုန်လုံး အဲ့မှာပါပြတဲ့ဖစ်သုံးလုံးထူးကြလိုက်တယ်ပြီးရောဖစ်သုံးလုံးထူးကြလိုက်တယ်တေးတာတေးတာပဲကိုစုံပစက်တေးတာပဲအမတ်နေစိတ်ုံသားလေးပါကောင်းကောင်းကျွေးတာဘယ်စိန်ကနန်းကိုအကြီးကျော်တယ်၄၅60လောက်ရှိတဲ့သုံးလုံးကျွေးတာအဒံရလည်းအများကြီးပဲဒါကျင်းကျင်းသုံးကျင်းတော့နော်ကျင်းသုံးခုကျင်းသုံးခုဖစ်ထူးချပလိုက်တာပြက်ကောအဲ့အဲ့လိုရှိတယ်နောက်ဒီဘက်ဆိုလို့ရှိရင်ဖားကန်ဘက်ဆိုလို့ရှိရင်လည်းဒါစိတ်မှုကြီးရမှာဆိုလက်နက်ကြီးနဲ့သုံးမှလားကွတ်တီအုံတိုင်းကွမ်းမယ်တေးတာပဲ KIA PDF တွေ ไอ้มาดินามองไซน์เอาญาบาจีสักหน่อยเราจะไปทุ่งชาละอ่าแล้วได้ยินได้ส่งมาละอันนี้ได้ทงได้องได้ตลอดไปเลยอะเทวีเทวีอะเทวีอะเทวีอะเทวีเอาเสียเอาเสียไปเชิญฮ่าไอ้ยี่ชั่วคนยี่ชั่วคนเท่าไหร่อันนู้นอันนู้นชาอันนู้นชาเนี่ยเว้ยก็ดีดีเว้ย ဲ့တော့တတိနဲ့ပြတတိနဲ့ပြအာတတိအစ်စ်ပဲအဒေသခံကြီးရိုက်ထားပြီးတော့ပြေးပူးတဲ့ဟာတွေတော့အစ်စ်အစ်စ်တွေအဲ့ဟာမျိုးကျွန်တော်ပြောချင်တာနောက်တစ်ခုကျွန်တော်ပြောချင်နေတာကဘာလဲဘကိုးအတိုင်းဘက်မှာဆိုဒါရေတာရှိဘက်မှာရေတာရှိဘက်မှာဆိုဒီတဖန်းစင်ကြီးရွာမှာဆိုလည်းတောင်လာလက်နေကြီးနဲ့ဆုံးမှာကွက်တီအကျမ်းဘက်အိမ်ကြီးရွာဒါလိုက်ကိုကြတာဗျာအကျမ်းဘက်တွေ့တော်တော်ကိုလက်ဖြောင်းတယ်လို့ပဲပြောပါမယ်ဒါအေးပေါ်တရားသူတို့ရဲ့နောက်ဆုံးမှာနီးပညာတွေတိုင်းအတုံးတက်လာတာတောင်လာမှာတားအများနေတော့သူတို့တွေဖြစ်တာပေါ့ ပြီးတော့တပ်မလို့အဲ့မှာနေနေရှင်းနေတာမှာကိုုံရွာတို့လိန်စုရွာတို့လည်းဒါတပ်မလို့နေနေနေရှင်းနေတဲ့အကြဘတ်တွေအတိတွေရောအရှင်တွေရောမိတာကြီးလည်းများလာဖို့တပ်မလို့အခုတတော်တော်တော်များများကိုလိုက်နိုင်ပြီးရှင်းနေတာကိုတွေ့ရတယ်ဒီပေါ့မြုံမဲ့နယ်ဘက်တွေလိုအကြောင်းတွေကထိုးနေတာပဲဒီကြောက်တိုင်ကင်းရွာတို့ပေါကုန်းရွာတို့ဖလန်းကန်းရွာတို့ထမ်းပေါင်းကုန်းရွာတို့ဆိုတဲ့နေမီတွေရှင်းမနေ့ကတော့အရှင်တွေရောအရှင်တွေရောအတိတွေရောရအများကြီးပဲအများကြီးပဲဒီဒီဘဲရွာဆိုလည်းဒီ အေးရင်းကြီးကြီးရွာမှာဖိထုလိုက်တဲ့ဖုံချောင်းထဲမှာရှိနေတဲ့အကြမ်းဘက်တွေထုလိုက်တာလဲထိလိုက်တာအယောက်40ကျော်တယ်လို့ကြားတယ်။အဲဒါအဲ့လိုမျိုးတော့ဒါတော့မှဟိုဂျိုင်းကော်ပလာနဲ့တိတ်ကြအပေါ်ပြင်းရှင်းရှင်းပြီးပြင်းရှင်းချတာနော်။တော်တော်40ကျော်လောက်တည်တယ်လို့ကြားတယ်။ဒဏ်ရတဲ့လူတွေတော့အများကြီးပဲတော်တော်အဟောဖို့တော့ခေါ်နေ။တပ်တော်ရဲ့စနေကြာကြာနဲ့ဟိုဟိုဖိထုထူတာတော်တော်ကောင်းတယ်လို့ကျွန်တော်ကပြောရမယ်။ပြီးတော့ဒီ6ဘက်ဆိုတဲ့ဒီတိုင်းမှာနည်းနည်းရှင်းတဲ့ချိန်မှာပါလဲရေဘိုးသားရွာမှာအဲ့ဒီဖုံချောင်းထဲမှာရှိတဲ့အကြမ်းဖက်တွေအများကြီးပဲမိတာမိတာ။ မိတာအကြာဘက်ဒီရောအသေးရောရှင်တော့တောက်လျှောက်ရတာတပ်မတော်တောက်လျှောက်နေနေရှင်းနေတယ်အဲနေရှင်းနေစကြောင်းထိုးတာကိုကျွန်တော်တွေ့ရတယ်ဒီကဗိတုတော်ကိုထပ်ပြောမှဆိုဒီဂွားမျိုးနယ်မှာကျွန်တော်တို့ရခိုင်ဘက်ကိုမထူလောက်တော့ဆိုဒီကျိန်တလီအမတ်ရက်ကွက်ဒီဘုဘတဲ့လမ်းအဲဘုဘတဲ့လမ်းပေါ့အဲဒီလမ်းမှာဆိုလို့ရှိရင်ဗိတုကြတာအေးရအုတ်ချုပ်မှုပါဝယ်ဗတင်းရောက်တက်တယ်ဆိုတာပဲကျွန်တော်ကြားတယ်အဲဆေးရောက်အထက်လောက်ကိုနှစ်သွားတယ်လို့ကြားသိရတယ်အုတ်ချုပ်မှုအပါဝယ်ပေါ့သူတို့ထောက်ဖို့အပါဝယ်အခုနှစ်သွားတယ်လို့ကျွန်တော်ကြားသိရတာရှိတယ် ဒဏ်ရတဲ့သူအများလဲဘလို့ ambulance နဲ့တည်နေတာတော့တွေ့ရတယ်။နော်အဲတမလောကတော့ဟို6ဆမဟာနေ့တိုင်း6ဆမရခိုင်တဟိုနိုင်ဝချတခါတနိုင်လောက်တခါတခါဟိုဟိုဒီတရေနေတောက်ချက်ရှိပါတယ်။ဘာကြောင့်ရှိလဲဆိုရင်အဲကျွန်တော်တို့ဆိုတော့ဘယ်တော့မှဘလူးရှက်ဘယ်ခြံထဲမှာဘသူဘယ်တတော်ဦးစီးရောအိမ်မှာဘလူးရဲရဲစကန်းတောင်အဓိကတော့သူရဲစကန်းထဲမှာအကုန်ရှိတယ်။ အေးထောင်းနေရဲစကန်းနေဒီရုပ်ရုပ်အုတ်ချွေဘူးယုံနေမှာအကုန်လုံးအေးစူးဝဲဘူးအုတ်ချွေရန်ရက်လေအကုန်ရှိတယ်အဲ့ညံတဲ့တောက်ဆောက်ပတ်တာနေတိုင်းချနေဘယ်နာမှယုံစုံအဲ့ယုံမှသွားချနေသူဘာမှမလုပ်နိုင်ယုံမှမလုပ်နိုင်ပဲအိမ်နာထဲမှာသူအဲ့ကိစ္စတွေလုပ်နေမယ်ကျန်တာဘာမှလုပ်လို့မရတော့အဲ့တော့အဲ့လိုမျိုးရခိုင်ကအကြမ်းဖက်တွေရှိတဲ့နေရာတွေကိုစူးခွဲမှုရှိတဲ့နေရာတွေကိုအမုန်းကျွေးတော့ကောင်းတယ်လို့ကျွန်တော်အနေနဲ့ပြောထင်တယ်ပေါ့နော်အဲ့မှာလဲဆေးဝေးချောင်းတွေပြောမှာဗျနေမို့ဆိုဆေးဝေးချောင်းတွေတော့စိတ်တွေညစ်တယ် နောက်ဒီမြောက်ဥပတ်ဆိုလည်းပါလဲဘောင်းတွတ်ကြီးရွာမှာအဲမှာဖဲထူတာအေးတွေလိုက်တာအေးစခန်းကိုကွက်ကွက်တိကြတော့ကဲအဲ့တော့အုံးသေးတာပဲအေးနေနော်နော်နော်သေးတာကိုကြောက်ဖြူဒီဝနှက်ချိန်ရောအနည်းငယ်ရှိတဲ့အေးစုမှတ်နေတဲ့တော့အုပ်ကြီးကအဲ့တော့တော်တော်ဒုံးနေနဲ့ရှာတွေ့ယူတဲ့ဆိုချာလာမွားတာကိုကျဲသွားတာပဲအဲ့လိုရှိတယ်အဲ့လိုရှိတယ်တော်တော်ကရခိုင်ဒီဘက်ချမ်းတွေကိုလည်း အဲချနေတာရှိတယ်သူတို့အခုကတော့နိုင်ကံကိုအာဒီချောင်းနဲ့အဲ့ဒီဖွဲအဲ့ဒီဘက်ကအဖွဲကအာအာဒီချောင်းလာရှိတယ်အာရောင်အာနိုင်ရန်ဒေနိုင်ပါညာချုတန်တော်လာမီတောင်စုကလည်းဆိုရင်ကြီးနဲ့ကျွန်တော်လမ်းမိတာရှိတယ်ကျွန်တော်သိရှိတာကတော့အဲ့ဒီညာတည်းကသူတို့ကတ်လို့တော့မရဘူးကြီးလို့တော့မရဒီကောင်အာဒီချောင်းနဲ့မဟုတ်ပါဘူးလို့ဒါတော်တော်များများကြောက်ဖြစ်နေတယ်ဘူးချိန်ဒီကောင်တွေလှမ်းတော့ကြီးလို့မမြင်တော့ဘူးအိုးပဲပစည်းတွေတော့ဒီကောင်တွေကဟိုဘက်ထွက်ပြေးရပြီတန်တော်ကအခုကတော့ထိုးစစ်တွေကောင်းကောင်းချတော့မယ်လို့တော့ကျွန်တော်နေနဲ့ထင်ပါတယ်ထိုးစစ်ကောင်းကောင်းချတော့ကောင်းပါလေနော် ဒီ AARD ဇက်တွေကိုလည်းပဲတခါတည်းဒီ AARD ဇက်မှာရှိအကြမ်းဖက်တွေကိုတခါတည်းရှင်းလင်းနိုင်တော့အကိစ္စတော့ပြတ်သွားပြီလို့ပြောရပါဘူးเนาะအခုမော်လိုက်မှာဆိုလဲမော်လိုက်မှာမော်လိုက်မြို့ဝနေမှာဒီမော်လိုက်ကလေးပေါ့၃မိုင်လောက်ပဲဝေးလာပါအဲ့မှာက RC တိုက်တွေနဲ့ပါညာဒီကောင်လေးကအိမ်ကြီး290လောက်ရှိတာပေါ့အကုန်လုံးကအကြမ်းဖက်အိမ်ကြီးအကြမ်းဖက်တွေပဲတရားမှပြည်သူမရှိဘူးအဲ့မှာပါလဲရွှေလေးပါညာနဲ့ဒီတရားစတိုက်နဲ့ချမ်းသာပြီးအကုန်တိုက်တွေကအကုန်ဆော့ပြစ်တာမော်လိုက်တဲ့သူတို့ကပို့ပြီးစီးတာပို့ပြီးချမ်းသာကြတယ် အကြမ်းဖက်တည်းကြီးပဲအဲ့တော့ဟောကျွန်တော်တို့ထင်တာဒါကြီးကဒီလောက်ချမ်းသာပြီးဒီလောက်မျိုးဖြစ်တာပေါ့အဲတက်ဆိုင်ယာရင်နဲ့ဘယ်လိုမျိုးကပေါင်းဆက်ထားပြီးတော့ကောင်းမှုတွေဖြစ်နေလဲတော့ကျွန်တော်လည်းမသိဘူးပေါ့ဆိုပြီးကြည်နေတာအာအခုကြမှာတောင်းလာအမုန်းကျွေးတာနေအောင်ကြောင်ဒီနေ့တန်ဆက်ချတဲ့ပြင်းထန်ချက်ကတိုင်ဝါပြင်းထန်ချက်ကတော်တော်ပြင်းနေအအပြက်ရှင်းမှတ်ထင်တယ်တောင်းလာကအဲ့လိုရှင်းမှလည်းပဲအေးချမ်းမှာနေမို့ဆိုမအေးချမ်းကိုမေးချမ်းကိုလုံးတဲ့လုံးတဲ့တာတော့ဒီမှာမယ်ကာလာလည်းဖြစ်ပြီးတော့အဲ့ဒါလောက်ရတော့မယ် အရေးအထိတ်ကာလတွေကမလုံသေးတာတော့ဒါနားလည်လို့ရမယ်ဒီကိကာလမှာလုံတော်ဦးတော့ကျွန်တော်တို့ကကြိုးစားရမယ်။ဘာဖြစ်လို့ဆိုတော့အကျမ်းဖတ်တွေရှင်းပါလဲအရှင်ပြေမှာတော့တိုင်းပြည်ကငိမ့်တိုင်းပြည်အိမ်တန်းမှာအခုကျွန်တော်တို့ကဒီမဲရွက်ောက်ပွဲလေးပြီးသွားရင်တော့ဒါတဖြည်းဖြည်းနဲ့အကျမ်းဖတ်ကအကျမ်းဖတ်အုပ်စုကွဲသွားမှာပေါ့နော်တိုင်းပြည်ကတိုင်းပြည်အစိုးရပေါ်လာနေသွားသူအေးစိတ်ဖြစ်သွားမှာအခုကနိုင်ငံတကာတွေကလည်းဝင်ဆက်ဖတ်တယ်ကြားဖြန့်ကိစ္စရင်းနဲ့ဝင်ဆက်ဖြတ်ဝင်ဆက်ဖတ်ပြီးတော့မှပြဿနာတွေရှာနေကြတာအများဆုံးရှိတယ် ီအမေရိကန်ဘက်ကဟိုတပ်ပေါင်းစုဘာညာဆိုတော့ဒီဒီကမောရီယာလိုဘာညာလိုဝင်နေတာတွေ့ရတယ်နော်ဒီဘက်ကမြန်မာတပ်မတော်ဘက်ကကြတော့ကြားဖြန့်ရှိတဲ့နေရာမှာအကုန်နေနဲ့အကုန်ဖားစီအကုန်ချနေတာကိုတွေ့ရတယ်ဒီကြားဖြန့်အနေကြောင့်ကျွန်တော်တို့ပြည်သူညီကောင်မောင်မားတွေတော်တော်များများဒုက္ခရောက်တာဆိုတော့ဒါကျွန်တော်တို့အဲ့ဒီလိုတပ်မတော်ကအဲ့လိုကြားဖြန့်နေကိုအပြတ်ရှင်းတာကိုကျွန်တော်တို့ကခြေနဲ့တယ်ဝမ်းလဲဝမ်းသားတယ်ကြိုလဲကြိုဆိုတယ်နောက်တစ်ခုမြန်မာနိုင်ငံသားလာပြောတဲ့လူကကလား ီးလားပြောလိုက်မြန်မာနိုင်ငံကဘယ်ရလဲဆိုတော့တော့ဘင်္ဂလီဟိုကောင်ရိုးဆိုတဲ့ဘင်္ဂလီကောင်နေအောင်မယ်ဒီကောင်တွေနိုင်ငံခြားအဲဘင်္ဂလားဒေ့ရောက်သွားလို့ကျေဘင်္ဂလားဒေ့မလေးရှားရောက်သွားတယ်မလေးရှားတွေကဖမ်းလိုက်တဲ့အချိန်မှာဒီဟာ190 200လောက်ဖမ်းပြီးလဲကြီးလိုက်တော့ဗမာဆိုဗမာရုပ်တွေလားလို့ကြီးလိုက်တော့မဟုတ်ဘူးအကုန်လုံးကအဲ့ရိုးဆိုတဲ့ဘင်္ဂလီတွေကြီးပဲပြောမြန်မာနိုင်ငံသားလို့ထည့်ပြောတာအဲ့လိုမျိုးအဲ့လိုကောင်နေအဲ့တော့ကျွန်တော်တို့ဘာညာဆိုတာမပြောဘူးအဲ့တော့ မြန်မာဆိုတော့ကိုယ်ကြီးလို့ယုံယူဟုတ်တယ်မမြန်မာဆိုတော့ဒီလိုမျိုးတက်ဘာညာအနေထားပြီးတော့မြန်မာအဲ့လိုရှိတယ်ဟုတ်တယ်မသူတို့ကြည့်လိုက်မင်းနှခမ်းဝဲမိုးစိတ်ဝေးနေတဲ့တပလာကြီးနဲ့အရှိန်နဲ့ပြီးတော့မြန်မာနိုင်ငံသားလို့တယ်ဆိုတော့တော်တော်စိတ်ဝန်နေဖြစ်ဖို့ကောင်းတယ်အဲ့တော့ဒီရခိုင်ရွက်ကလည်းဒါတော်တော်တမလို့ကရှင်းနိုင်မှာအဲမြန်မာနိုင်ငံလားအယောင်ဆောင်တွေကိုတခါတည်းရှင်းနိုင်မှာနေမို့ဆိုတော့ဒီမွတ်စလင်တွေနဲ့ရူတွေနဲ့เนาะအဲဘဂန်ဒီတွေနဲ့ရခိုင်တွေနဲ့လည်း အဲအမဆက်ဖောက်လို့ဖြစ်လို့ဖြစ်သွားအောင်ဒီတိုင်းလွတ်ပေးတာထုံးမြင့်နိုင်ငိုတဲ့အဘူကဆက်ခဲ့အဲမမောအဘူကဆက်ပေါ့သူသူရဲ့ตาဆိုတော့ तू အဲ့နှစ်ခုကိုပေါင်းစည်းစေခြင်းနေတာသူ့ဆန္ဒကသူ့ဆန္ဒပေါင်းစည်းစေခြင်းနေတာပေါင်းစည်းစေခြင်းနေတော့ကျွန်တော်တို့အနေနဲ့ကတော့အဲဘယ်လိုပြောရမလဲ